ဒီတစ်ပတ်မှာတော့စိတ်မကောင်းစရာသတင်းတွေအများကြီးတဲကမှမကြသိမိကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ကလင်ကြောင့်ဘန်ကောက်မှာဆောက်လက်ဆတိုက်ပြကြပြီးလူတွေနဲ့တိုက်စုံမှုဖြစ်ခဲ့တဲ့အပေါ်ထိုင်းဆိုရရဲ့လှုပ်ဆောင်မှုတွေကိုအရင်ဆုံးတင်ဆက်ချင်ပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းမြို့ရမျက်ကြီးအနီးကိုဗဟိုပြုလှုပ်ခတ်သွားတဲ့အင်အားရစ်ချတ်ဒါစကေးခုနှစ်တည်းမှခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းကလင်တန်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆောက်လက်ဆအထက်မြင့်တိုက်ပြကြမှုဖြစ်ခဲ့ပါတယ်။ ငလျင်ကြောင်းအဆောင်အုံပြောကြပြီးမှပဲဆယံညာကြီးတွေနဲ့ကယ်ဆယ်ရေးဖွဲ့တွေကအလင်းမြန်ရောက်လာပြီးအပြက်စီရောက်ကပြိမိနေသူတွေကိုကယ်ကြရတွေ့ရပါတယ်။ငလျင်နှုတ်ပြီးရဲ့နောက်ဖူခက်စီဝဲမှာထိုင်းဝင်ကြီးချုပ်ပေတောင်တရှင်နာဝတ်ကအစိုးရအနေနဲ့24နှစ်အရေးပေါ်ဆန္ဒတစ်ခုထူထောင်ပြီးခံရအားလုံးကိုအမြန်ဆုံးတုံ့ပြန်မှုစီစဉ်နေတဲ့အကြောင်းပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့သတင်းကဖော်ပြပါတယ်။ ဒါအပြင်အထက်မြင့်အဆောက်အဦတွေနဲ့ဆောက်လက်ဆတိုက်တွေပြိုကျပြီးလူအများပြားတိုက်ဆုံထိခိုက်တာတွေကြောင်းဘန်ကောက်ကိုတဘာဝဘေးအနေဆုံးဖြစ်သတ်မှတ်ကနိုင်ငံလုံးဆိုင်ရာအရေးပေါ်ငလျင်တရီပေးချက်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာလည်းအထက်30ရှိတဲ့နိုင်ငံတော်ဆင်းရုံးပြိုကျမှုကြောင်းအပြည့်စည်တွေအောက်မှာပျောက်ဆုံးနေစေလူခုနဲ့ဆက်ရှိဖို့ဆက်လက်ရှာဖွေနေပါတယ်။ ငလျင်ကြောင့်ဘန်ကောက်မှာရှိတဲ့အခြားအဆောင်အုံတွေကမျက်နှာချက်ပျက်စီးတာအင်္ဂရိအကွဲတာစတဲ့အပေါ်ရန်နေတာဖြစ်ပေမဲ့အခုပြောကြတဲ့စည်ရင်းရုံးကိုတရုတ်နိုင်ငံပိုင်ကန်ထရိုက်ကဆောက်လုပ်နေတာကြောင့်အဆောင်အုံဒီဇိုင်းဆောက်လုပ်ရေးဘေးကင်းလုံခြုံမှုလှုပ်ထွက်လို့နီးကန်ထရိုက်တာနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ငလျင်ကြောင့်တည်ဆုံးသူတွေထဲမှာလည်းထိုင်းနိုင်ငံသားတွေအပြင်မြန်မာကမ္ဘောဒီးယားနဲ့လာအိုရွှေပြောင်းလူသားတွေပါဝင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုပြိုကျအဆောက်အအုံနဲ့တည်ဆုံးပိတ်မိနေတဲ့ရွှေပြောင်းလူသားတွေနဲ့ပတ်သက်လို့ထိုင်းဆိုရကဘလို့ဆောင်ရပေးနေလဲဆိုတာကိုအလုတ်မားရေးသတင်းနဲ့အထူးပြုရေးသားနေတဲ့မယူဖြူဟန်ကပြောပြပေးသွားမှာပါ။ မက်လာ28ရက်နေ့တုန်းကအိန္ဒိချင်းမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မဂနီကျု7.7အစစ်ငလျင်ကြီးကြောင့်ဘန်ကောက်မြို့မှာဆောက်လက်ဆအထက်30မြင်းနဲ့ State Audit Office အဆောက်အုံကြီးပြုကြခဲ့ပါတယ်။ငလျင်ရဲ့လှုပ်ရမ်းမှုဒဏ်ကိုဘန်ကောက်မှာတိတိတသာတက်ရောက်ခန်းစားခဲ့ရပေမဲ့ရုပ်ပြက်စင်ပြက်ပြုကြခဲ့တဲ့အဆောက်အုံကတော့ SAO တခုသာရှိခဲ့ပါတယ်။ အစအုံပြိုကျတဲ့အထဲမှာမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံကနိုင်ငံခြားသားအလုပ်သမားတွေပါဝင်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကဧပြီလ၁ရက်နေ့ကထုတ်ပြန်ပါတယ်။လက်ရှိအချိန်အထိဆိုရင်83ရောက်ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့အဲ့ဒီထဲမှာထိုင်းနိုင်ငံသား55ရောက်ကမ္ဘောဒီးယား3ရောက်နဲ့မြန်မာ24ရောက်လာအိုနိုင်ငံသား1ရောက်ပါဝင်ပါတယ်။ပြိုကျတဲ့အထဲတည်ဆုံးသူလက်ရှိ14ရောက်ရှိနေပြီးတော့မြန်မာနိုင်ငံသား3ရောက်ပါဝင်တယ်။ ဒီမြန်မာနိုင်ငံသားတွေကနှစ်နိုင်ငံသဘောတူညီချက်စာချုပ် MOU နဲ့လာတဲ့အလုပ်သမားတွေဖြစ်ပါတယ်။တည်ဆောင်းခဲ့တဲ့အလုပ်သမားတွေတဲကတရားဝေအထောက်အထားရှိသူတွေကိုတော့တဦးကိုဘတ်16သိန်းစီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီအဆောက်အုံပြိုကျတဲ့နေရာကို ထိုင်းအလုပ်သမားဝင်ကြီးရောက်လာပြီးတဲ့နောက်မှာပျောက်ဆုံးနေတဲ့အလုပ်သမားစီးရင်ကိုအခုလိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ ပြိုကျားမှုဖြစ်ပွားတဲ့နေရာကိုထိုင်းဝေကြီးချုပ်ပေတောင်းနိုင်ရှင်နာဝက်ကမတ်လ31ရက်နေ့နေ့လယ်ပိုင်းကရောက်ရှိခဲ့ချိန်မှာတော့အပြက်စီးတွေအောက်မှာပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်မြန်မာအလုံသမားကူညီဆောက်ရှောက်ရေးအဖွဲ့ Worker Alliance Group WAG ကကိုမုံတိုင်းကဒူးထောက်တောင်းဆိုခဲ့ပါတယ်။သူပါတွေတောင်းဆိုခဲ့လဲကိုမေးမြန်းတဲ့အခါမှာတော့ကိုမုံတိုင်းကအခုလိုပြောပါတယ်။အဒီကတော့ဗာတောင်းဆိုရတယ်မှာကျွန်တော်မြန်မာဒီသားတွေပေါ့နော်။အဲဒီချိန်မှာက တရားမဝင်ဆုံးတဲ့သူတွေရှိတယ်လေဟုတ်တရားမဝင်ဆုံးတဲ့သူတွေရှိရနောက်ကမ္ဘောဒီးယားဆိုလည်းရှိတယ်ဒီကတော့ကျောင်းညီမတခုတည်းနဲ့တောင်းဆိုလို့မရဘူးပေါ့ဟုတ်လားဒီထဲမှာလူမျိုးစုံရှိတယ်လူမျိုးစုံရှိတဲ့အတွက်ကျွန်တော်ကအများဆုံးဖြစ်ဖို့ပေါ့နော်အာကျွန်တော်တို့ကျွန်တော်ညီမပြည်သားတွေကိုလည်းပြစ်ပြီးမထားပါနဲ့ပေါ့နော်အများဆုံးလေးကူညီပေးဖို့တော့ဝန်ကြီးချုပ်စီမှာတောင်းဆိုတာပါခင်ဗျာဝန်ကြီးချုပ်လည်းဒီကောင်းကောင်းမွန်မွန်ပဲသူလည်းနားပြီးကူညီပေးတာပေါ့နော်တက်နိုင်တော့သူလုပ်ပေးပါမယ်ဆိုပြီးတော့သူပြောတော့ပါဒီကတော့ဝန်ကြီးချုပ်စီမှာတော့ကျွန်တော်တောင်းဆိုတာတော့ကျွန်တော်ညီမ ီသားတွေပေါ့ဗျာဒီထဲမှာထောက်ထားမဲ့တွေရှိပါတယ်ထောက်ထားမဲ့တွေရှိနေတဲ့အတွက်ကိုပြင်မထားဖို့ပေါ့နော်ကျွန်တော်အနေနဲ့တောင်းမေတ္တာရတောင်းဆိုရဲကျွန်တော်ညီမဒီကမောရီလောက်ပြင်နေပါတော့ကျွန်တော်ဒီထဲမှာဖြစ်နေတဲ့လူသမားကြီးခွေးကိုပြန်လဲရရှိဖို့ပေါ့နော်ခုလိုဝင်ကြီးကျုံနေဆိုတာတွေးလဲရတယ်ဗျာကျွန်တော်ညီမဒီသားကြီးရဲ့ခက်ခဲရဲ့ကျွန်တော်ညီမဒီသားကြီးရဲ့အာတရားမှုရဲ့ထောက်ထားမဲ့တွေပေါ်ပေါ့နော်ဒီလိုမျိုးအဲကြောင်းရည်တင်ပြလိုက်ရတဲ့အတွက်တော့ ကျွန်တော်တို့ပေါ်လဲကောင်းကောင်းမွန်မွန်သူ့ဘက်ကလည်းဆောင်ရွက်ပေးပါတယ်ပေါ့နော်အဲ့လိုမျိုးသူ့ဘက်ကပြီးဒီလိုမျိုးပြောသွားကြတယ်ကျွန်တော်လည်းပြည်သူဖြစ်ပါတယ်ပေါ့ငလီကျော်ပေါ်မှာမရှိပေမဲ့လည်းဘန်ကောက်ကနိုင်ရှိချက်အားဖြင့်မတည်ငြိမ်တဲ့ကြောက်ဖျားမြေကန်နှုံးမြေမှာတည်ရှိပါတယ်။မြေပြောတာကြောင့်အထက်မြေအဆောက်အုံတွေပိုပြီးတော့လဲလှုပ်ရမ်းနေတာဖြစ်ပါတယ်။ဘန်ကောက်မှာအထက်မြေအဆောက်အုံများလို့မြေကြီးလေးပြီးတော့ကျုံချနေတာဆိုရင်ကြာပြီဖြစ်ပြီးတော့အာနာပိုင်များကဒီမြေအောက်ရေထုတ်ယူခြင်းကိုလည်းကန့်သက်ထားပါတယ်။ န်ကောက်မှာဆိုရင်အထက်မြင့်အဆောက်အုံတွေအပြင်မိုးမျောတိုက်တွေများစွာရှိလို့လဲဘာကြောင့်ပြိုကျရလဲဆိုတာကိုထိုင်းအစိုးရကနေပြီးတော့စစ်ဆေးသင့်တယ်ထိုင်းနိုင်ငံမှာငလီလုတ်အပြီးပုတ်ကလေးကအထက်မြင့်အဆောက်အုံတစ်တောင်းတစ်ထောင်လောက်ရဲ့ပိုင်ရှင်တွေကအဆောက်အုံခိုက်ခန်းမှုကို စစ်ဆေးဖို့လဲပြောခဲ့ပါတယ်နိုင်ငံတော်ဝန်ကအစိုးရအဆောက်အုံ3385လုံးကိုစစ်တမ်းကောက်ယူခဲ့ရမှာ34လုံးကဆူဆူရွရွပျက်စီးခဲ့တယ်လို့ထိုင်းအနာပိုင်တွေက ဧပြီ3ရက်နေ့မှာပြောပါတယ်။138မီတာအမြင့်ရှိတဲ့အဆောက်အုံကြီးပြိုကျခဲ့မှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်မှုတရားရေးဝန်ကြီးတာဝီဆွတ်ဆောင်ကအထူးစုံစမ်းရေးဌာန DSI ကိုလည်းအမိန့်ပေးထားပါတယ်။ထိုင်းမှာဆောက်လုပ်တဲ့အဆောက်အုံအားလုံးဟာတရားဝေစံနှုန်းသတ်မှတ်ချက်တွေနဲ့ညီညွတ်ရမှာဖြစ်ပြီးတော့လုံခြုံရေးဟာဦးစားပေးအဆင့်ဖြစ်တဲ့နယ်လို့ထိုင်းဝန်ကြီးချုပ်ပေတောင်တန်ကလည်းပြောပါတယ်။ ထိုင်းအဆောက်အုံအင်ဂျင်နီယာများအသင်းကလည်းဒီစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် စေတနာဝန်ထမ်းတွေကိုဖိတ်ခေါ်နေပါဗျ။မြို့ကကြီးမားတဲ့အဆောက်အုံစီမံကိန်းအားလုံးကို စစ်ဆေးဖို့လည်းအသင်းကနေပြီးတော့တိုက်တွန်းထားပါဗျ။ SAO အဆောက်အုံကြီးအပြက်စည်းပုံအောက်ကနမူနာတွေကိုရယူပြီးတော့ထိုင်းတန်နဲ့တမ္မနီဌာနမှာဓာတ်ခွဲစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါဗျ။စုံစမ်းရေးအဖွဲ့ကပြိုကျအဆောက်အုံမှာအသုံးပြုခဲ့တဲ့တမ္မနီချောင်းတွေ ဓာတ်ကြိုးတွေရာဘာတွေကိုအ धिक နမူနာတွေစုဆောင်ယူပြီးတော့စစ်ဆေးနေတာဖြစ်ပါတယ်။တင်ဆုံးပြောက်ဆုံးသူတွေရှိခဲ့ပြီးတော့ပြိုကျားခဲ့တဲ့ဒီ SAO အဆောက်အုံကိုအီတလီယန်ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီ IDD နဲ့တရုတ်အစိုးရပိုင်ဆိုင်မှုနဲ့ဆက်နွယ်တဲ့ China Railway နံပါတ်1အင်ဂျင်နီယာကုမ္ပဏီတို့ကပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ငလျင်အပြီးရပိုင်းအကြမှာအပြက်စီးပုံနေရာကဆောက်လုပ်ရေးပစ္စည်းအပြက်စီးနမူနာတွေကို ဒီထိုင်းအာနာပိုင်းကြီးကစစ်ဆေးခဲ့တဲ့နောက်မှာတော့ IDD ကအသုံးပြုတဲ့ကုန်ကြမ်းတွေမှာပြဿနာရှာမတွေ့ခဲ့ပေမဲ့လည်းဒီ China Railway နံပါတ်တန်းရဲ့အရွယ်အစားမတူညီတဲ့တမဏိကြောင်နမူနာနှစ်ခုကတမတ်ဆန်နှုံးနေနဲ့ကိုင်းညီမှုမရှိဘူးလို့ဖြေထွက်လာပါဗျ။အခုတော့ထိုင်းအစိုးရကဒီ China Railway နံပါတ်တန်းနဲ့ပတ်သက်တဲ့ပြည်တွင်းဆောက်လုပ်ရေး project အားလုံးမှာစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်မှုညွှန်ကြားထားပါဗျ။ စီအိုစောက်လုံးမှု စီမံကိန်းကတော့ထိုင်းဘက်ငွေ1.1ဘီလီယံအကုန်ကြခံထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတောင်နန်ရှင်နာဝက်ကအဲ့ဒီကုမ္ပဏီဟာနောက်ထပ် project တွေဘလောက်မှထက်ထဝွေဝေပတ်သက်နေတယ်လဲဆိုတာကိုသက်ဆိုင်ရာ agency အသီးသီးကစုံစမ်းစစ်ဆေးဖို့လိုတဲ့အကြောင်းပြောကြားခဲ့တယ်လို့လည်းနောက်ဆုံးသိရပါတယ်မမေသူရေ။ဟုတ်ကဲ့မယူဖန်ပြောသလိုပါပဲထိုင်းဆိုရရဲ့တဘာဝဘေးနဲ့ပတ်သက်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေနောက်ဆက်တွဲ ဒီဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စနစ်တကျပြဿနာကိုနိုင်နိုင်နင်းနင်းကြိုင်တင်နိုင်တာကိုလည်းတွေ့ရပါတယ်။ဒါနဲ့တစ်ဆက်တည်းမှာပဲငလျင်ဘဟုချက်ဖြစ်တယ်လို့ငလျင်တံကိုအကြီးကျယ်ခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံမှာရောစစ်ကောင်စီကဘလိုကင်တွေဖြစ်ရှင်းနေလဲဆိုတာကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာပါ။အင်အားပြင်းငင်လှုပ်အပြီးနိုင်ပိုင်းအတွက်မှာပဲစကောင်းဆောင်မင်းအောင်လိုင်းကဓာတ်ပုံဆရာအပါဝင်အချားအရာရွှေနဲ့တူနေပြီးတော့တဲကငလင်ကြောင့်ပျက်စီးနေတဲ့နေရာတွေကိုတွားကြည့်ခဲ့တာတွေ့ရပါတယ်။အဓိကအားဖြင့်တော့ဒံရရငလင်တန်ခံရသူတွေကိုကုသပေးနေတဲ့နေရာတွေကိုတွားရောက်ခဲ့တာပါ။ ငငင်ကြောင့်စကောင်စီရုံဆိုင်ရာနေပြည်တော်မှာကပြင်းမနာစကိုင်းမန္တလေး၆၀ရမဲတင်အောင်ပန်းတောင်ကြီးဆိုင်ရာဒေသတွေမှာလည်းပျက်စီးမှုတွေရှိခဲ့ပါတယ်။အထက်မြင့်တိုက်တွေနဲ့တမိုင်းဝင်ရှေးဟောင်းရင်ကျမှုအမွေနစ်တွေပေါ်တဲ့မန္တလေးကတော့ထိခိုက်မှုအကြီးဆုံးဖြစ်ခဲ့ပါတယ်။နေပြည်တော်မှာလည်းစစ်ရုံးအပါဝင်လွှတ်တော်ဝင်ကြီးရုံးနဲ့ဝင်နှင်းအင်အားတွေတော်တော်များများပျက်စီးခဲ့ပါတယ်။အခုလိုအပျက်စီးအသေးပြောင်များနေပေမဲ့စကောင်စီမှာတဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးစီမံချက်နဲ့အလုံးဖြစ်တဲ့ကယ်ဆယ်ရေးရန်ရတွေကအဆင်သင့်ရှိနေတာကိုလည်းတွေ့ရပါတယ်။ ငလျင်လှုပ်ပြီးနိုင်အတန်ကြာထိအောင်ဒေတာခန့်ရက်သားတွေနဲ့လူမှုကူညီအဖွဲ့အစည်းတွေကသာကယ်ဆယ်ရေးလုပ်ငန်းတွေကိုမိမိတို့ရဲ့အစီအစဉ်တွေနဲ့လှုပ်ဆောင်နေရပြီးအရေးတကြီးလိုအပ်နေတဲ့စရံနေရာတွေစနစ်ကျတဲ့ကယ်ဆယ်မှုတွေမရခဲ့ဘူးလို့ပြည်သူတွေကဆိုပါတယ်။ပုံမှန်အားဖြင့်တဘာဝဘေးရင်မှာကယ်ဆယ်ရေးလှုပ်ပြလေးရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်သားတွေဟာငလျင်လှုပ်ပြီးနောက်ချက်ချင်းထွက်မလာတာကိုလည်းသတိထားမိပါတယ်။ ငလင်ကြောင်ပျက်စီးမှုကြီးမားတာကိုမကိုင်းတွယ်နိုင်တဲ့စစ်ကောင်းဆောင်ကချက်ချင်းပဲနိုင်ငံတကာကူညီရေးကိုတောင်းခံပြီးငလင်တန်ခံဒေသ6ခုကိုလည်းအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ငလင်လို့ပြည်နောက်တည့်ရက်မှာစစ်ကောင်းဆောင်ကမန္တလေးကိုတွားခဲ့ပေမဲ့အကူအညီလောက်လောက်လာလာပေးနိုင်တာမတွေ့ရသလိုငလင်သတင်းယူဖို့နိုင်ငံတကာမီဒီယာတွေကိုလည်းခွင့်မပြုဘူးလို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။ငလင်ကြောင်လန်ဒန်အတချို့ပျက်စီးပြီးဆက်သွယ်ရေးကြိုးတွေပြတ်တောက်ခဲ့တယ်လို့စစ်ကောင်စီရဲ့လက်မဆက်သွယ်ရေးပိတ်ဆို့ကန့်တမှုတွေကြောင့် အရေးပေါ်အကူအညီလိုအပ်နေသူတွေအတွက်အခက်အခဲဖြစ်ရပြီးမလွန်လားအပ်အသက်ဆုံးရှုံးမှုတွေဖြစ်ရတယ်လို့ကုညီကယ်ဆယ်ရေးလောက်ကိုင်းနေသူတွေကပြောပါတယ်။လက်ရှိအာဏာသိမ်းကာလအတွင်းမှာစစ်ကောင်စီကအင်တာနက်ဖုန်းလိုင်းတွေကိုပိတ်ဆို့ကန့်သတ်ထားသလိုတချို့နေရာတွေကိုလည်းလုံးဝဖြတ်တောက်ထားတာကြောင့်အရေးပေါ်အကူအညီအတွက်စက်တပ်ရေးတွေနှောက်နှေးခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ငလင်ကာလမှာထိုင်းနိုင်ငံကမြန်မာနိုင်ငံကိုဆက်သွယ်နိုင်ဖို့ mobile operator တွေက free call တွေဖွင့်ပေးနေတဲ့အချိန်မှာစစ်ကောင်စီက internet ပိတ်ဆို့တာကိုဖြေလျှော့ပေးတာမရှိတဲ့ပုံမှာလည်းဝေဖန်မှုတွေရှိနေပါတယ်။ဟုတ်ကဲ့ပါကိုရဲကြီးစစ်ကောင်စီရဲ့ငလင်ဌာနနဲ့ပတ်သက်ပြီးတော့လုတ်ကင်ဆောင်ရွက်မှုတွေပေါ်မှာဘလို့မြင်ပါသလဲရှင်။ဟုတ်ကဲ့မမေသူ။ဒီငလင်ဘေးအရေးပေါ်ကယ်ဆယ်ရေးကိုကြည့်ရင်မမေသူပြောလိုပါပဲစစ်ကောင်စီအနေနဲ့ဘာမှမလုပ်နိုင်တာကိုတွေ့ရမှာပါ။ အဲ့ဒါလိုလုံနိုင်တာဆိုလို့အလန်တိုင်းထွက်ရှော့ပြီးတော့ဝန်နေချောင်းအချိန်ကာလတတ်မှတ်နိုင်တာပဲရှိပါတယ်။အဲ့ဒါကလည်းတိတ်ပြီးတော့အထူးဆန်းဖြစ်เสียမဟုတ်ပါဘူး။အဒီစစ်တပ်ဟာအာနာသိမ်းပြီးမှရောအာနာမသိမ်းခင်ကရောဒီဘဝဘေးအန္တရာယ်ကြရောက်လာပြီးဆိုလို့ရှိရင်အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ကို invest ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့ပါဘူး။အဲအရင် ဒေါအောင်ဆန်းစုကြည်ဥဆောင်တဲ့ NLD အစိုးရလက်ထက်ဒေတာရင်းစစ်တပ်တွေနဲ့ပူးတွဲလေ့ကျင့်ရတဲ့ကိုဘရာကိုခေါ်တဲ့စီရီလေ့ကျင့်မှုမှာအမြမစစ်တပ်ကကိုယ်စားလှယ်တွေသွားပြီးတော့ဒီအရေးပေါ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဘလို့ပေးမယ်ဆိုတဲ့ဥစ္စာကိုနှစ်စင်သွားပြီးတော့လေ့လာခဲ့ကြပူပါတယ်။အဲဒါပေမဲ့ဒီဟာတွေဒီနီးပညာတွေနီးစနစ်တွေဘာမှမြမစစ်တပ်ကမလေ့ကျင့် မတင်ကြားယုံနေမကပဲနဲ့ဒေါ်ဆန်းစုကြည်အစိုးရကအရေးပေါ်ရန်ပုံငွေစုဆောင်းတာတွေလူကယ်ပြန်အလုပ်တွေရှီတန်းရောက်လာတာတွေကူညီကယ်ဆယ်ရေးအတွက်ရဟန့်ဝယ်တာတို့ကိုတောင်မှအာနာအသိမ့်ပြီးမှဖျက်လို့ဖျက်စီးလုတ်ခဲ့ကြတာကိုကျွန်တော်တို့တွေ့ကြပြီးသားဖြစ်ပါလိမ့်မယ်။အခုငလျင်ဘေးတန်ခံရတော့မှအရေးပေါ်ကူညီကယ်ဆယ်ရေးလက်အိတ်တောင်မရှိဘူးအဲဟဲမခေါင်းဆောင်တွေမရှိဘူးဆိုပြီးတော့ ရှစ်ကောင်စီပြောရေးဆိုခွင့်ရသူကငူပြတော့ကျွန်တော်တို့ကတနာစီရလို့မမြင်တော့ဘဲနဲ့နားကြပြင်းတော့ပိုကတ်သွားပါတယ်ကျွန်တော်ထင်တယ်ငရင်လှုပ်ပြီးပြီးချင်းနေပြီးတော့အပြိုပြက်တွေကိုလည်းမြေဝါထင်ထင်တွေ့သွားမယ်နောက်တက်လာတဲ့သတင်းတွေအရလည်းရှစ်ကောင်စီရဲ့လောက်ကင်နိုင်စွမ်းထက်အဆမတန်ပိုပြီးတော့ကြီးမားနေတာကိုမြင်မိသွားတဲ့အခါမှာနိုင်ငံတကာအကူအညီကိုချက်ချင်းတောင်းခံခဲ့ရတာဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အတရင်ကောင်းကတော့ငလျင်လှုပ်ပြီးတဲ့နောက်တနေ့မှာပဲ အိန္ဒိယတရုတ်ရုရှားနဲ့အာဆီယံနိုင်ငံကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဆီလွတ်ပြီးတော့တတိယနေ့မှာအလုပ်စလုပ်နိုင်ခဲ့ကြပါတယ်။အထက်ပြင်ကုလသမဂ္ဂအမေရိကန်ဥရောပသမဂ္ဂဩစတြေးလျဂျပန်စတဲ့နိုင်ငံတွေကအကူအညီတွေကလည်းဝင်လာအောင်မယ်လို့ကတိတွေပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ဒါဟာလူသားချင်းစာနာမှုလူဆန်တဲ့ဂယုဏတရားကိုပြသကြတာပဲဖြစ်ပါတယ်။ အလားတူပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်းငလျင်ဘေးကူညီကယ်ဆယ်ရေးတွေလုံလုံခြုံခြုံထိထိရောက်ဖြစ်နိုင်ရေးအပြည့်ရနှစ်ပတ်ကြီးညာရပါတယ်။အနောက်ပိုင်းမှာတော့မြောက်ပိုင်းသုံးဘွဲ့ဖြစ်တဲ့ EA TNL နဲ့ကိုကန် MNDA တို့ကလည်းအပြည့်ရတလကြီးညာတယ်လို့မျိုး KIA ကလည်းအပြည့်ရကြီးညာပါတယ်။စစ်ကောင်စီဘက်ကတော့ကနအူးမှာအပြည့်မရက်ဘူးလို့ပြောပြီးတော့တိုက်လေရင်ရဟတ်ရင်နေဘုံဆက်ကျဲပါတယ်။ အနောက်နေမှာပဲရှမ်းမြောက်ပိုင်းကနေပြီးတော့မန္တလေးကိုဆင်းလာတဲ့တရုတ်ကြက်ချင်ဒီကားတန်းကိုစစ်တပ်ကပြစ်ခတ်ခဲ့ပါတယ်။အဲနောက်တနေ့မှာပဲချက်ချင်းအပြစ်ရက်မယ်လို့စစ်ကောင်စီကပြန်ကြေညာပါတော့တယ်။အဒါဟာတရုတ်ဖိအားကြောင့်ဖြစ်နိုင်တယ်လို့မြန်မာစစ်ကောင်ဆောင်ဘန်ကောက်ကဘင်းစတက်ထိပ်သီးဆွင်ရွေဝဲတက်ဖို့ရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အဲဒါပေမဲ့စစ်ကောင်စီကဘုံဆက်ကျဲနေတော့မှာပဲ။အဘလို့ပဲဖြစ်ဖြစ် ငလျင်တန်ကြောင့်နိုင်ငံတကာအကူအညီဝင်လာတာဘင်းစတက်ထိပ်သီးဆွေးနွေးပွဲတက်ဖို့မြန်မာစစ်ကောင်းဆောင်မရောက်လိုင်းဖိတ်ကြားခံရတာတွေဟာစစ်ရှုံးနေတဲ့စစ်ကောင်းစီကိုအသက်ရှူချောင်သွားစေခဲ့တယ်လို့မျိုးနိုင်ငံရေးမြတ်ထုတ်ဖို့လည်းအခွင့်သာသွားစေပုံပောက်ပါတယ်အတကလည်းအန်အောစရာတော့တိတ်မရှိပါဘူးနှစ်60ကျော်အာဏာကိုတင်းတင်းကြပ်ချုပ်ကင်ထားတဲ့မြန်မာစစ်တပ်ဟာဒီလိုတဘာဝဘေးအန္တရာယ်တွေကိုနိုင်ငံကြီးအကျိုးအမြတ်အတွက်အသုံးချခဲ့တဲ့တမိုင်းရှိပါတယ် ထင်ရှားဆုံးနှိုင်းပြစရာကတော့2008တုန်းကလူသိန်းချီတေးဆုံးခဲ့တဲ့နာဂစ်မုံတိုင်းကာလပါပဲနာဂစ်မုံတိုင်းတိုက်ပြီးလို့အပြိုပြတ်တွေကြားမှာပဲစစ်တပ်ဟာတဖက်သက်ရေးဆွဲအတီးပြုတ်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူလူသဘောထားခံယူဝဲဆိုပြီးတော့အာရမကျင်းပခဲ့ပါတယ်လွှတ်တော်တိုင်းမှာ25ရာခိုင်နှုန်းကိုစလင်နဲ့အုပ်ချုပ်ရေးအစင်းစင်ကိုချုပ်ကန်ချယ်လွယ်ကွင်းပေးထားတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးနိုင်သူ98ဒသမ72ရာခိုင်နှုန်းထွက်ပေးပြီးတော့92ဒသမ48ရာခိုင်နှုန်းထောက်ခံမဲပေးခဲ့ကြတယ်လို့ပြောင်းကြည့်ညာပါတယ်အဲ့လိုပဲပြောပြောအဲ့ဒါက2010ခုနှစ်ရွေးကောက်ပွဲကိုဥတီသွားစေခဲ့ပြီးတော့ဦးသိန်းစင်ရဲ့အယတားဆိုးရအတုတက်လာခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့အချင်းကြနေတဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေလှုပ်ပေးတယ်အန်ဒလီကိုနိုင်ငံရေးပြန်လှုပ်ခွင့်ပေးတယ်နောက်ပိုင်းမှာတော့အလုံးတီးကြတဲ့အတိုင်း 2008ဖွဲ့စည်းပုံအခြေခံကိုမူတည်ပြီးတော့နိုင်ငံရေးစီးပွားရေးအပြောင်းအလဲလုပ်ဖို့အမျိုးသားရင်ကြားစီရေးဆိုတာတွေဖြစ်လာတော့တာပါပဲအခုငလျင်မှာလည်းဒီလိုပဲငလျင်တန်းကဲစေရင်းနဲ့ပြန်လဲထူထောင်ရေးတို့အတွက်အပြစ်ခတ်ရစဲရေးလိုတယ်အပြည့်ရင်ဂရီပေးထားတဲ့ရွေးကောက်ပွဲလုပ်မယ်အဲဒီကတဆင့်တက်လာတဲ့အစိုးရဟာဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးတင်းစားတွေကိုလွှတ်ပေးပြီးတော့အနာလီကိုနိုင်ငံရေးပြန်လုပ်ခွင့်ပေးရင်အပြောင်းလဲတစ်ခုခုဖြစ်လာမယ်လို့ အမြမအင်ဂျင်နာချင်းနိုင်ငံတွေကယူဆထားကြပုံ ပေါ်ပါတယ်အထာကူမြမစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့သူ့အကြံပေးတွေကသိပြီးတော့အရင်စစ်ကောင်းဆောင်တန်းရွှေလျှောက်ခဲ့တဲ့လမ်းကိုပဲထပ်လျှောက်ကြဖို့ပြင်နေကြတာပါအဒါပေမဲ့2008နာဂစ်ကာလတုန်းကစစ်ကောင်းဆောင်ဟောင်းတန်းရွှေရင်ဆိုင်ခဲ့ရတဲ့အနေအထားနဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကြုံတွေ့နေရတဲ့အခြေအနေကအတော်လေးကိုကွာခြားပါတယ် အဲ့ဒီချိန်တုန်းကဥသွမ်းရွှေမှာစစ်တိုက်နေရတဲ့ရန်သူနေပါတယ်တနိုင်ငံလုံးဤပါထုတ်ကင်ထားနိုင်ခဲ့တဲ့အခြေအနေလည်းရှိပါတယ်အခုမင်းအောင်လိုင်းမှာတော့ရန်သူပတ်လည်ဝိုင်းနေပါတယ်တနိုင်ငံလုံးဤပါပြည်သူကလက်နက်ကင်တိုက်ပြီးတော့သူ့ကိုစန့်ကျင်နေတာဖြစ်ပါတယ်စစ်တပ်ဟာနိုင်ငံရဲ့27ရာခိုင်နှုန်းကိုပဲအခိုင်အမာချုပ်ကင်ထားနိုင်တော့ပါတယ်အဒီကြားတဲ့ငလျင်ကစစ်အုပ်ချုပ်ရေးကိုဖျူဖျက်ဖြစ်သွားစီရတာလည်းဖြစ်ပါတယ် အနေပြည်တော်မှာရှိတဲ့သမရယုံပါဝင်အုတ်ချုပ်ယုံဒီအများပြပျက်စီးတဲ့အပြင်စစ်တပ်အတွင်းမှာပါထိခိုက်ပျက်စီးမှုတွေရှိပါတယ် BBC သတင်းတပုတ်ရဲ့အဆိုအရဆိုလို့ရှိရင်စစ်ယုံယုတ်ရဲ့မြေအောက်ကမန်းစင်တာပျက်စီးသွားကြောင်းသိရတယ်လို့ငလင်းစကွင်းတွင်းမှာရှိနေတဲ့မန္တလေးစကိုင်းတတဦးမိချီလာတောင်ငူမှာရှိနေတဲ့တပ်စခန်းနေနဲ့ဆက်ယုံတွေအတော်များများထိခိုက်ပျက်စီးနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်အဲဒါကြောင့်ဟန်ကုတ်ပြီးတော့ ဆက်တိုက်မယ်လုံနေပင်မယ်ယေရှုနိုင်ငံရင်းနဲ့တန်တမန်ကြီးအကျိုးမြတ်အပြင်စီရေးရအားနဲ့သွားတာကိုထင်မိဖို့အပြစ်ရရေးကပူဆောင်ပေးလာနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒါလို့ဘလူးကောင်ချွတ်ပြီးတော့မင်းသားကောင်ဆွတ်လိုက်လို့မြမပြည်သူတွေကတော့အမြင်ပြောင်းသွားမှာတော့မဟုတ်ပါဘူးလက်နက်ကင်တိုက်ပွဲရက်စဲသွားနိုင်တဲ့အနေအထားကိုလက်ခံလိုက်ရပါမယ် လက်နက်မဲ့ငင်းညမ်းစွာဆန္ဒပြစန့်ကျင်ခဲ့ကြတဲ့မြန်မာလူမှုဟာအရင်လိုပဲအကြမ်းမဖက်မီးလန်းနေပြန်သုံးနိုင်တဲ့အနေအထားရှိနေပါသေးတယ်။ဥပမာ silent strike လိုမျိုးဆန္ဒပြပွဲတွေလုပ်ခဲ့ကြလိုမျိုးပါပဲ။အဲဒါကြောင့်အခုစစ်ကောင်စီကအတင်းတွန်းလုပ်မယ်ဆိုတဲ့ရိုးရာကြံပွဲမှာလူမှုတွေဘလောက်ထိ သူ့နောက်လိုက်မလဲဓမ္မမဟုတ် သူ့ကိုစန့်ကျင်ပြီးတော့မပူပေါင်းမပါဝင်ရဘူးလဲဆိုတာများမကြခင်တွေ့ရတော့မယ်လို့သုံးသက်ဆွေးနွေးရင်းနဲ့ကျွန်တော်တို့ရဲ့တန်လှင့်အစီအစဉ်ကိုဒီမှရင်မဲ့ရန်နာခွင့်ပြုပါခင်ဗျာ